ဒီလိုမျိုးကျွံ့ရွံ့နေတဲ့ဘဲကင်နဲ့အခောက်ကင်လေးတွေရတဲ့အပြင်ရှာရှာပပဒီလိုဘဲငန်းကင်လေးတွေမှာတနေရာထဲမှာရတယ်။ Michelin စက်တန်းစက်တန်းတောင်ရထားပြီးတော့ Hong Kong ရတဲ့ဆစ်ဆစ်လေးတွေစားလို့ရမယ်။ Central Wok ဆိုင်လေးကိုခေါ်သားပေးမှမို့ဗီဒီယိုလေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်။ဒီဆိုင်လေးကကြတော့ချစ်လွန် BTS station မှာဆင်းပြီးတော့ Central Wall ရဲ့ corner မှာဖွင့်ထားတဲ့ Camera ဆိုရဲ Michelin 1 star ကို7နှစ်7တောင်ရထားတဲ့ Hong Kong Baking ဆိုင်ကြီးပေါ့နော်။ ဒီဆန်ကကျတော့ Hong Kong base ကိုမှအခုဘန်ကောက်မှာဆိုလို့ရှိရင်ဆိုင်ဝက်9ဆိုင်အထိတောင်ရှိရပေါ့နော်။သူစီမှာဒီလိုမျိုး banking account လိုက်တည်ရဲပြီးတော့ကျွတ်ရနေတဲ့ဝက်သုံးထပ်သားနဲ့ charge ကတော့လုံးဝနာမည်ကြီးပဲ။ဒီဆန်ကလည်းရိုးရိုး Michelin တောင်မဟုတ်ပဲနဲ့ Michelin One Star ကိုရထားတာဆိုတော့ဆန်ကလည်းတအားစိတ်ဝင်စားရတယ်။သူ့ရဲ့လက်ရလေးတွေကို Central World ဆိုင်ခွက်လေးမှာတောင်းပြီးတော့ Frenchie ခဲ့ရပေါ့နော်။ ဒါကကြတော့သူတို့ရဲ့ signature baking ပေါ့နော်ဒီ baking ဆိုလို့ရှိရင်ဒီအပေါ်ရင်ကျွတ်ကျွတ်ကလေးကိုမှသူ့ရဲ့အသွင်းသားလေးကကြတော့ noo in your ပြီးတော့လေဒီ baking အပေါ်မှာသူတို့ရဲ့ signature sauce လေးစမ်းပေးတာကိုပါဒီ baking ရဲ့အရသာကိုပို့ပြီးတော့ပေါ်စေရပေါ့နော် baking ရဲ့အပေါ်ရင်တင်းတင်းလေးနဲ့အသားကကြတော့ noo ညံ့ပြီးတော့တော်တော်လေးစားလို့ကောင်းတယ်ဒါကလေဒီဆန်ရဲ့ unique အဖြစ်ဆုံးလို့တော့ပြောရမယ် Hong Kong style baking လေးပါ သူကဘဲကင်းနဲ့မတူတာကြတော့အကောင်ပိုသေးတယ်ပြီးတော့အပေါ်ရင်အရေကောင်ကလည်းလုံးဝကြွရွရပြီးတော့အသားအစပိုပြီးတော့ juicy ဖြစ်တယ်ပေါ့နော်အဓိကကလေသူ့ရဲ့အပေါ်ရင်အရေကောင်လုံးဝတင်းပြီးတော့ကြွနေအောင် temperature ထိမိကင်ထားနိုင်တာကတော့တော်တော်လေးကိုသဘောကျဖို့ကောင်းတယ်ပြီးတော့လေနောက်ထပ်စားလို့ကောင်းပြီးတော့လူကြိုက်များတာတခုကကြတော့ဒီ crispy pot နဲ့ char siu အတွက်လေးပဲအခောက်ကင်လေးဆိုလို့ရှိရင်လေစားလိုက်တာနဲ့တော့တွတ်တွတ်ဖြစ်ပြီးတော့လေအားစားလို့ကောင်းတာ ဒီချာရှူအသားခင်ဆိုလို့ရှိရင်လည်း smoky နဲ့တင်းတင်းလေးကိုမှသူ့ရဲ့အသားကလည်းနူးညံ့ပြီးတော့လေလုံးဝရှားပေါ်မှာပျော်ဆင်းသွားမယ့်အရသာမျိုးလေးအလီယာကျတော့ဟောင်ကောင်စတိုင်ခေါက်ဆွဲပေါ့နော်။သူကကျတော့ပဇွန်ဦးလေးတွေကိုဒီလိုခေါက်ဆွဲပေါ်မှာအများကြီးဖြူပေးတာ။သူကဒီအိုင်စားလို့ရှိရင်တော့အရသာတိတ်မပါပဲမယ်။ဒီလိုဘဲကင်တွေအခောက်ကင်တွေကို sauce လေးနဲ့တွဲစားလို့ရှိရင်တော့တော်တော်လေးစားလို့ကောင်းတယ်။ဘဲကင်တွေစားပြီးတော့အီလာလို့ရှိရင်လေဒီလိုမျိုးအရသာနှက်ထားတဲ့သခွားသီးလေးတွေပါတစ်ခါတည်းစားခဲ့လို့ရတယ်။ တကြော်လေးနန်းစီနံမွမွေးလေးကိုမှအရသာကြော်ချင်ချင်လေးဆိုတော့လေစားလိုက်လို့ရှိရင်လည်းလေကတွင်းရှင်းပြီးတော့ fresh ဖြစ်တယ်။ပြီးတော့သူစမကြီးလိုမျိုး tea juice တွေလည်းမှလို့ရသေးတယ်။ဒီ tea ဆိုလို့ရှိရင်လည်းတောက်လိုက်တာနဲ့လုံးဝ fresh ဖြစ်တဲ့အရသာမျိုးလေးပေါ့နော်ချွတ်ချွတ်ချင်ချင်လေးနဲ့အေးအေးလေးဆိုတော့လေတောက်လို့လည်းကောင်းတယ်။ဒါလေးကကျတော့ပစွန်ဖတ်ထုတ်ပြုတ်ပေါ့နော်။သူကလည်းလေဒီ sauce လေးနဲ့စားလို့ရှင်တော့ပို့ပြီးတော့စားလို့ကောင်းတယ်။သူရဲ့ဖတ်ထုတ်ကလေနူနူအီးအီးလေးကိုမှအထဲမှာလည်းလေပစွန်အကက်ကြီးပါတာတော်တော်လေးမိုက်တယ်။ ပြောရရင်ဒီဆန်ကလေဟောင်ကောင်နေလာဖွင့်ထားတဲ့ Michelin restaurant ဆိုပေမဲ့ဈေးတအားကြီးရတယ်တော့မပါဘူး။ဆိုင်းတို့စားတဲ့အခောက်ကင်နဲ့ချာရှူးဆိုလို့ရှိရင်ပိုရှင်အပြည့်ပါတာအောင်မှဘတ်300ဝန်းကျင်၊ဘက်ကင်တဝဆိုင်ဆိုလို့ရှိရင်ဘတ်900ဝန်းကျင်လောက်ရှိရတယ်။ပြီးတော့ဆိုင်မှာလာရင် promotion တွေပါရှိရတယ်။ဘန်ကောက်လာလေလို့ဒီလိုဟောင်ကောင်ရတာစစ်စစ်ဘဲကင်နဲ့အခောက်ကင်ကောင်းကောင်းလေးစားချင်တယ်ဆိုလို့ရှိရင်တော့ဒီဆန်လေးက20တင်းနဲ့တည်းမှာပါတယ်နော်။ကဲဒါဆိုရင်တော့ဆိုင်းရဲ့ Netflix တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲတတား။